အဖူမကို United ထဲပေါင်းစပ်တဲ့ပိုပီပီဂျာကက်ခွေဖို့ကြိုးစားလာရဲစပါမန်ချက်စတာယူနိုက်တက်တင်ဟာအပြောင်းရွှေ့စားဖွင့်ခဲ့တဲ့က Brentford အသင်းရဲ့အသက်25နှစ်အရွယ်ကင်မရွန်တိုက်စစ်ကစားသမား Brian အဖူမကိုခေါ်ယူလို့နေခဲ့ရပါဒီအတွက်လည်း United အသင်းက Brentford အသင်းကိုပြောင်းရွှေ့ကြေးပေါင်း55တန်းနဲ့ကန်လန်ထားခဲ့ရပါ United ရဲ့ကန်လန်းချက်ကပြောင်းရွှေ့ကြေးပေါင်း45တန်းနဲ့အပိုဆူကြေးပေါင်း10တန်းမှာဒါပေမဲ့ Brentford ဘက်ကဒီကန်လန်းချက်ကိုလက်မခံဘဲပေးချသွားခဲ့ရပါ အစားပိုင်းမှာတော့ United ဟာအပူမို့အတွက်တသင်းနဲ့အေးအေးဆေးဆေးဆွေးနွေးနေခဲ့ရပါဒါပေမဲ့လက်ရှိမှာဒီအပြောင်းအလဲတွေကို Spa အသင်းကလည်းဝင်ရောက်လာခဲ့ပါတယ်။ Spa အသင်းက Brentford နေပြ Thomas Frank ကိုနေပြတဲ့အဖြစ်တရားဝင်ခန့်အပ်ပြီးမှအပူမို့ကိုခရီးဖို့ပုံမစိတ်ဝင်စားလာခဲ့ပါ Thomas Frank ကတပိတ်တော်ဖြစ်တဲ့အပူမို့ကို Spa အသင်းစီကိုခေါ်ယူလွန်နေပြီးအပေါ်စုကြေးတွေပါကျောင်းရှိကြီးပေါင်တန်း80နဲ့ကန်လန်ထားရလို့ဒင်းတွေထွက်ပေါ်လာပါတယ်။စပါတင်ရဲ့ကလန်ချက်ကပေါင်65တန်းနဲ့အပေါ်စုကြီးပေါင်5တန်းမှာ ကားသင်းရဲ့ကံလန်းချက်က United ထဲပေါင်ဆယ်သန်းပုံများနေတယ်လို့ Brentford အသင်းအကြိုက်တွေ့စီမဲ့ကံလန်းမှုမျိုးကဒီကံလန်းချက်ကအမှန်ဆိုရင်အပူမို့အတွက် Spurs ကို United ထဲခြေတလန်းတာသွားပြီလို့ပြောရမှာပါ